ကဲအားလုံးပဲမင်္ဂလာပါ။ကွယ်လွန်သွားရှာသူညင်းစည်းရှင်မဲမဲခေါ်ကဘာပတ်ပြီးမူစကူတူးတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့တမိုင်းဝင်မဲ့ဇကားလေးတွေကိုအဲကျွန်တော်ကနေပြီးတော့ဟောခြေပတင်တာလေးတွေကျွန်တော်ခြေပခြင်းလို့ဒီဗီဒီယိုပိုင်းလေးကိုပြုလုပ်လိုက်ရခြင်းဖြစ်ပါတယ်။အဲတော့လာနားထောင်တဲ့သူတွေကနော်အဲ like ပေးပါ comment မှာတခုခုရေးသွားပါပြီးွားရင် share ပေးကြပါလို့မြတ်တာရက်ခံပါတယ်။ကဲဒါဆိုရင် ကွယ်လွန်သူတူအောင်စံသူကြီးရဲ့ဇာတ်ကားလေးတွေကိုကျွန်တော်နားထောင်ကြည့်အောင်ဗျာဘယ်လိုဖြစ်လို့ဇာတ်ကားထက်တာလဲလို့ဇာတ်ကားမပြောတတ်ဘူးလားဟမ်ဒေါအောင်စံသူကြီးခင်ဗျာဇာတ်ကားမပြောတတ်ဘူးလားဟမ်တိုင်းသားဘယ်နှမျိုးမသိလို့လားဇာတ်ကားထင်နေရတာဟမ်နည်းနည်းလေးပြန်ကြည့်မယ်ဒေါအောင်စံသူကြီးလူမြင်ဝဲမှာဇာတ်ကားမပြောတတ်ဘူးနော်နော် ဟုတ်လားတိုင်းရင်သားမျိုးလူမျိုးတဲ့နော်အဲသူစကားမပြောတတ်ဘူးဗျအဲသူကလူမြင်ဝဲမှာစကားမပြောတတ်ပါဘူးနော်အဲမြန်မာနိုင်ငံကိုလာပဲလာတာပြည်သူတွေကိုသိစိတ်မွေလာပါဘူးခင်ဗျနော်စကားလည်းမပြောတတ်ပါဘူးဆက်ကြည့်မယ်သူပြောတဲ့စကားလေးတွေကိုကျွန်တော်ဆက်ခြေပပေးမယ်နော်ဖက်စီချက်ဒီတော့ဒီကောက်ပြေတက်မှာနဲ့ဒီပုံဒီတော့နေရံတဲ့ညှက်တဲ့ ဒီမိုကရေစီပြည်တော်စုခုချက်လာအဲ့တော့ तू ကစစ်မှန်တဲ့ဒီမိုကရေစီပြည်တော်စုလို့ပြောသွားတယ်ဗျတကယ်လည်းမှန်တယ်နော်2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါထားပြီးသားနော်အဲဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပုံမှန်6နော်ခါကြီးမှာပါထားတယ်စစ်မှန်ပြီးစီကံပြီးရတဲ့ဒီမိုကရေစီစနစ်ထွန်းကားရေးလို့ရည်ရပါတယ်ဒါ तू ပြောတာမှန်ပါတယ်ဗျနော်အဲ့တော့ तू ပြောတဲ့စကားထဲမှာ စီလုံးမသာညီညွတ်မသာဆိုတဲ့စကားလေးပါတယ်ဗျအဲ့ဒါတွေနဲ့ပတ်သက်လို့ရှိရင်တော့သူပြောတဲ့စကားနဲ့ညီမညီဆိုတာကိုနောက်ဆုံးကြရင်ကျွန်တော်ရှင်းပြပေးမယ်နော်ကဲအဲ့ဒါဆိုကျွန်တော်ဆက်နားထောင်ကြည့်ရအောင်အဲ့တော့တာယာဝါပြောတဲ့နိုင်ငံတစ်ခုဖြစ်ဖို့เนาะအဲလုတ်ပဲဗောနော်သူကဓမ္မဒေါ်စွမ်းစုကြည်ခမရတာယာဝါပြောတဲ့နိုင်ငံဖြစ်ဖို့ခမရမလုတ်ခဲ့ပဲ ਨੇ ပြည်ကိုပြက်စီးအောင်ခမရဖြက်စီးခဲ့တာနော်ခမရကမြန်မာနိုင်ငံမှာလာတာဒါဒီဗုဒ္ဓဘာသာနိုင်ငံခမရစတဲ့ခရေကနော်ဘာသာစာပေယဉ်ကျေးမှုထုံနှံစင်လာတွေကို ဖြက်စီးတယ်တရင်းသာခေါင်းစဉ်မှာ မင်္ဂလာတုတ်ဓမ္မပဒတွေကိုပါတာတော့ခမရတို့ NLD ကနေပြီးတော့နော်ကျတို့ရဲ့ဗုဒ္ဓဘာသာစာပေယဉ်ကျေးမှုတွေကဒီလိုရေးတဲ့ကြားချင်းအားဖြင့်လူမျိုးသားတွေကိုเนาะနိုင်ထက်ပြုခြင်းရကြပါတယ်ဆိုပြီးခမည်းတော်ပဲเนาะ စော်ကားပြီးတော့ကျတို့ရဲ့သတင်းစာခေါင်းစဉ်မှာပါ